Hi မင်းဆောင်ခေါ်နေချောခင်ဗျာစတိုင်ရဲ့လေးကိုဖြစ်ပါတယ်ဒီနေ့အလှကျတဲ့အကြောင်းအရာလေးကတော့အချစ်ရင်းနဲ့ပတ်သက်တဲ့ခေါ်သွားပါလေးပဲဖြစ်ပါတယ်ဒါပေမဲ့ဘာလို့ချစ်ကြရပြန်မဟုတ်ခင်ねအတူပြပြပေးဖို့အတွက်ခိုင်းစန်းဆဲကိုဖိတ်ထားပါတယ် Hi စန်းဆဲお願いします Hi 皆さんこんにちは Hi စန်းဒီကျောဘာတောင်းပြတာမလဲအားဒီဟိုတယ်မှာစန်းဆဲပြောရလေအချစ်ရင်းနဲ့ပတ်သက်တဲ့ခေါ်သွားပါလေးဒီနေ့အဲ့ဒါစန်းဆဲမေးတဲ့ဟာလေးဒီကိုတရှိရပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ Hi ကြာအားပြပါချော ဟုတ်ပြီကျွန်တော်လေးအခုချစ်တယ်လို့ဂျပန်ဘယ်လိုပြောရမလဲအာဂျပန်လိုချစ်တယ်ဆိုလို့ရှိရင် I wish တယ်လို့ဟဲ့ဂျပန်လိုချစ်တယ်ဆိုလို့ရှိရင် I wish တယ်လို့ဆိုပြီးတော့ပြောလို့ရပါတယ်နော်ဆောင်ဟုတ်စမ်းနေဒါဆိုရင်ကျွန်တော်ကလေအချစ်မြတ်တာအကြောင်းဆိုရင်ရောဘယ်လိုလေးပြောလို့ရလဲချစ်ချင်းမြတ်တာဟုတ်ချစ်မြတ်တာဆိုရင်ဂျပန်လိုလာအီလို့သုံးလို့ရပါတယ်လာအီချစ်ချင်းမြတ်တာလာအီချစ်ချင်းမြတ်တာဟုတ်စမ်းနေအဲ့ဆိုရင်လေကျွန်တော်ရဲ့လေအချစ်ဦးလေးကိုဆိုရင်ရောကျွန်တော်ဘယ်လိုဘယ်လိုပြောရမလဲဒါကမြတ်ဆောင်ဂျပန်လိုအချစ်ဦးဆိုရင်နော်ဟာစခိုင် ဟာစခိုးလို့တောင်းလို့ရပါတယ်။ဟုတ်ကဲ့စင်ဒါပေမဲ့ကျွန်တော်အခုတော့လေအဲ့လိုမျိုးတိတ်ပြီးတော့စိတ်ဝင်စားနေတဲ့ကောင်မလေးကိုကြာဘယ်လိုပြောလို့ရလဲ။အာကိုဘက်က crash တာ။အဲ့တော့ကိုရဲ့ crash ဆိုရင်ဂျပန်လိုခတောင်းမိုက်ခတောင်းမိုက်ဆိုပြီးတော့တောင်းလို့ရပါတယ်။ဟိုက်စင်ဒါဆိုရင်လေကျွန်တော်ပြတ်သွားတဲ့အရင်တော့ပြတ်သွားတဲ့ကောင်မလေးအချောင်းရီစာဟောင်းရီစာဟောင်းအာရီစာဟောင်းဆိုလို့ရှင်တော့မော်တော်ခေါ်ပြီးတော့ မော်တော်ခေါ်ပြီးတော့ရည်စားဟောင်းတော့တုံးလို့ရပါတယ်။အဲ့ဒီအောက်ဆိုရင်ကျွန်တော်ဒီထပ်ပြီးတော့အခုလက်ရှိတဲနေတဲ့ရည်စားဆိုရင်ဘယ်လိုပြောမလဲ။အာရည်စားဆိုရင်တော့ဂျပန်လိုခေါ်ပြီးတော့တုံးလို့ရပါတယ်။ခေါ်ပြီးတော့ရည်စားခေါ်ပြီးတော့ရည်စားလို့တုံးလို့ရပါတယ်။ဟိုင်းဆန်စီအာရီယာတိုကိုဇာယီမား။အာရီယာတိုကိုဇာယီမား။ဒီနေ့ကတော့အချစ်ရင်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်။ နောက်တစ်ပတ်မှာလည်းဒီအချစ်ရေးကိုပဲဖတ်ဒူလာအောင်ပါမလို့မင်းသားဆန်တို့အနေနဲ့ Kinoshita page လေးကို like and follow လုပ်ထားပေးပါဦးမင်းသားဆန် Hi Oscar ရေးဆောင်တဲ့ Star bye bye မင်းသားဆန်